ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အနေနဲ့နှစ်နိုင်ငံတစ်ဆက်ဒေတာမှာစင့်အားတွေကိုလျှော့ချဖို့နဲ့တင်းမာမှုတွေကိုလျှော့ချစေဖို့အတွက်အတူတူပူးပေါင်းဆောင်ရွက်တင်ကြောင်းထိုင်းနိုင်ငံယာယီဝင်ကြီးတီယာဆက်ဖူဝန်ကက်ကောကစက်တင်ဘာ25ရက်မှာပြောကြားခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။စက်တင်ဘာ24ရက်ကဝင်ကြီးချုပ်အနုတင်တဲ့အတူကျန်းသစ်စာချိန်ဆခဲ့တဲ့တီယာဆက်ဟာဇူလိုင်လအတွင်းက ထိုင်းနဲ့ကမ္ဘောဒီးယားကြား9ရက်ကြာပြစ်ခတ်မှုတွေကို အဆုံးသတ်စေခဲ့တယ်။အပြစ်ခတ်ရစဲရေးတဘောတူညီချက်ကိုစောက်ထိန်ဖို့လိုအပ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးရရှိအောင်လှုံ့ဆော်ရေးဟာ သူ့ရဲ့ဦးစားပေးကိစ္စဖြစ်တယ်လို့လည်းတရားဆက်ကနိုင်ငံခြားရေးဝန်ကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်နေစက်တင်ဘာ25ရက်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။နှစ်နိုင်ငံလုံးအနေနဲ့နေဆက်ဒေတာမှာစင့်အားတွေလျှော့ချရေးမြေမြုပ်မိုင်းတွေရှင်းလင်းရေးတရားမဝင်လှုပ်ရှားမှုတွေကိုတိုက်ဖြတ်ရေးတို့အပါအဝင် အခုလအစောပိုင်းကဆင်းရဲညီနိုင်မှုများအတွင်သဘောတူညီခဲ့တဲ့ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေကို အကောင့်တွေပေါ်ဖို့လိုအပ်တယ်လို့လည်းသူကပြောပါတယ်။အကြံဖတ်မှုအန်တရာကိုရှော့ချဖို့အတွက်နေဆက်ဒေတာက လက်နက်ကြီးတွေကိုပြန်လည်ရောက်သိမ်းမှုအပါအဝင်ငင်းချင်းရေးအတွက်စင့်အားကိုရှော့ချဖို့လိုအပ်ပါတယ်လို့တီရဆက်ကပြောပါတယ်။ မိမိတို့အနေနဲ့အဲ့ဒီအချက်တွေကိုမူအရတဘောတူခဲ့ပေမဲ့လက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်ရန်လိုအပ်တယ်လို့လည်းသူကဆိုပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားဟာကီလိုမီတာ၈၁၇ကီလိုမီတာရှိတဲ့နယ်စပ်ဒေသချင်းထိစပ်နေပြီးအဲ့ဒီနယ်စပ်စည်းကိုပြင်သစ်ကကမ္ဘောဒီးယားကိုကိုလိုနီပြုခဲ့တဲ့၁၉၉၉ကာလတွေကရေးဆွဲခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားဇူလိုင်လအတွင်းကနယ်စပ်ပဏိပခါဟာပောက်ကွဲထွက်လာခဲ့ပြီးနှစ်နိုင်ငံကြားလက်နက်ကြီးတွေတိုက်လေယာဉ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကနှစ်ဖက်စလုံးမှာတိုက်ဆုံးသူ၄၈ဦးရှိခဲ့ပြီးလူပ ေါင်းထောင်ကြီးဘေးလူရာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်ဇူလိုင်28ရက်မှာတော့မလေးရှားနိုင်ငံကဂျားဝင်စေဆတ်မှုနဲ့နှစ်နိုင်ငံကြားအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိခဲ့ပြီးမယ်နေဆက်ဒေတာမှာတိမ်းမာမှုတွေဆက်ရှိနေသေးဖြစ်ပါတယ်